ိုင်းငါးရဲ့ဆက်မှာတော့ချီကာတယောက်ပရိသတ်တွေပေးထားတဲ့မာဖလာကိုလဲပြင်းမှာပတ်ထားပြီးထုတ်ကြွားနေခဲ့ပါတယ်။သူကလွှင့်ပြဖို့တွေးပေမဲ့အေးလာတဲ့ရာသီဥတုကြောင့်မလွှင့်ပြနိုင်ဘူးလို့ပြောလိုက်တော့အဲ့ဒီတယောက်ကလစ်ကလစ်တွေပါဖြစ်သွားခဲ့ပါတယ်။အဲ့ချိန်မာရီကလည်းသူမလက်ဆောင်ရထားတဲ့နမဲကြီးကောင်းစားလက်အိတ်ကိုထုတ်ဝစ်ခါပြန်ကြွားလိုက်ပြန်ပါတယ်။နှစ်ယောက်သားပြန်လန်ကြွားနေတာကိုအဲ့လီကဘေးကနေချီကာစိတ်တုန်နေခဲ့ပြီးအဲ့လောက်အေးနေရင်အပူပေးဆက်ကိုဖွင့်လှစ်လို့ပြောပြီးအပူပေးဆက်ကိုဖွင့်ထားလိုက်ပါတယ်။ ်ချီကာကတော့သူကအရန်ကိုပူလာပြီလို့ပြောတော့အိုင်လီကဟုတ်တယ်မလားလို့မေးပြီးသူ့ရဲ့အပေါ်အင်းကြီးကိုဖြွင့်ချလိုက်ပါတယ်အထဲမှာတော့အိုင်လီကလက်ဆောင်ရထားတဲ့စိန်ခွတ်ထားတဲ့အင်းကြီးကိုဝတ်ထားခဲ့ပြီးသူကအားလုံးကိုအနိုင်ပြန်ယူလိုက်ပါတယ်အိုင်လီကအားလုံးကိုအနိုင်ရလိုက်ပေမဲ့သူကဤလေလေခံစားချက်ကြီးကိုရနိုင်ခဲ့ပါတယ်အရင်တော့သူတို့ကမင်းသားချင်းရဲ့ဖိုက်တင်ကားတွေကိုကြည့်ပြီးဒီလိုယာကူဇာလောကတွေကိုဝင်လာခဲ့ကြတာပါ။ ဂျင်းကိုသူတို့ကအားချရတဲ့လူပြောက်လို့မော်ရီတို့ကလည်းသတ်မှတ်ထားခဲ့ပါတယ်။နောက်ရက်မှာတော့လူတိငယ်တဲ့အစားတောက်စီစဉ်မှာတော့ဒရိုက်တာကအိုင်လီတို့ဖွင့်တဲ့တူဂျင်းကိုပါဖိတ်ခေါ်လာခဲ့ပါတယ်။ဒါဝမင်းတို့မော်ရီပြောက်ပျော်လုံးစိုးနေခဲ့ပါပြီ။သူကဂျင်းရဲ့အနားကိုသွားပြီးအမာဂန်ပြစ်သတ်မလို့လက်မှတ်ထိုးဝေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ဂျင်းကတော့ရိုက်ကူးရေးပြီးမှပဲလက်မှတ်ထိုးဝေးမယ်လို့ပြောပြလိုက်ပါတယ်။ အဲနောက်မှာတော့သူတို့ကကြောက်ဥတ်မင်းညော်ကိုတွားဆခဲ့ပြီးဂျင်းကတော့အရသာကရန်ကောင်းတယ်ဆိုတာကိုလှလှပပချီးကျူးနိုင်ပြီးရိုက်ကွင်းကိုအဆင်ပြေပြေသိမ်းနိုင်လိုက်ပါတယ်။ရိုက်ကွင်းပြီးတော့ဂျင်းကမာရီကိုလက်မတ်ထွက်သူ့ရဲ့ကားထဲမှာလိုက်ယူဖို့ပြောလိုက်တော့မာရီကလည်းလိုက်သွားခဲ့ပါတယ်။ဂျင်းကမာရီကိုသူ့လိုနမဲကြားနေပြီဖြစ်တဲ့မင်းသားကိုအားပေးလို့ကျေးဇူးတင်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့မော်ရီကထိရှာသွားပြီးသူကချစ်ရတဲ့အိုင်ရောအတွက်ဘာပဲလုပ်ပေးရလုပ်ပေးရလုပ်ပေးမယ်လို့ပြောလိုက်ပါတယ် မာရီယက်စ်ကားကြောင့်ဂျင်းအားတော့နိုင်လူပြောင်းနေပါထပြောင်းနေလို့မာရီပြောက်ခေါကင်းနေပါကျိန်နေခဲ့ပါပြီဒါပေမဲ့ဂျင်းကိုယူမှုအားပေးတဲ့မာရီကတော့ဂျင်းအတွက်သူ့ရဲ့ဘွားကိုနစ်နာခံမှုပါအသိမ့်ဖြစ်နေခဲ့ပါတယ်အဲ့ချိန်ဂျင်းကတော့သူ့ကိုချီကာရဲ့လက်မှတ်ကိုတောင်းဝေးဖို့ပြောပြီးသူကချီကာရဲ့မာဂန်ပရသက်ပါလို့ပြောပြလာပါတယ်ဂျင်းစကားကိုကြားပြီးနောက်မှာတော့မာရီပြောက်ဇက်ဟောင်းသားဖြစ်သွားခဲ့ပါတယ်တဖက်မှာတော့စတိဗ်ကအင်နိုဂါနဲကိုဖုန်းဆက်ပြီးသူ့ရဲ့လူတစ်ယောက်ကိုလွှတ်လိုက်မယ်လို့ပြောလိုက်ပါတယ် ပြီးတော့အဲ့ဒီလူကိုအိုင်ရွန်ဖြစ်ပြောင်းပြင်းဖို့ကိုလည်းသူကတောင်းဆိုခဲ့ပါတယ်။နောက်ရမှာတော့ George တောက်ဂျပန်ကိုရောင်းလေလေနဲ့ရောက်လာပြီးသူကခေါင်းဆောင်ကို Scary အားရပါရပြောနေခဲ့ပါတယ်။ဒါပေမဲ့ရောက်ရောက်ချင်းစောင်းတဲ့ Twin ဆိုလို့သူကခေါင်းဆောင်ရဲ့ပညာပေးတာကိုခံရရပါတယ်။အဲ့ညမှာတော့အကြောင်းစုံကိုမတီးသေးတဲ့ George ကတော့နေရာတက်မှာပျော်နေပြီးအဲ့ဒီလိုနဲ့တူအဲ့ရမှာကိုကြည်နှံ့နေပါတယ်။ဒါအပြင်သူက post sum လုပ်ဖို့ကိုတောင်ပြောနေတာကြောင့်အဲ့ဒီလိုကလည်းဘာမှမသိတဲ့ George ကနားနေခဲ့ပါတယ်။ ဒါကြောင့်သူတို့က George ကိုစိတ်ပျော်သွားအောင်နော်ကုတ်ပေးကြိုင်မယ်လို့ပြောလိုက်ပါတယ်။နောက်ရက်မှာတော့ခေါင်းဆောင်က George ကိုထိုင်းအောင်သွားပြီးဖြတ်ဖောက်ချုပ်လုပ်ဖို့ပြောလိုက်တော့ George ကလည်းတောင်းသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကထိုင်းအောင်ပို့ခံလိုက်ရပြီးလုံးရကနေပြားသွားခဲ့ပါတယ်။ထိုင်းကနေဘွားပြောင်းပြီးပြန်လာတဲ့ George ဖြစ်တဲ့ Lina ကို Marie Ru ကဝိုင်းပြီးအားပေးနေခဲ့ပါတယ်။နောက်ရက်မှာတော့ Lina ရဲ့ခေါင်းဆောင် Steve ကရောက်ချလာပါတယ်။ သူကတော်လေးကိုချက်ဖို့ကောင်းနေတဲ့လီနာကိုကြည့်ကကြင်နဲ့နေပေမဲ့အိုင်ဒေါ်တယောက်ဖြစ်လာဖို့စိတ်အများကြီးလောက်အောင်မှမလို့စိတ်ညစ်သွားခဲ့ပါတယ်။ဒါကြောင့်စတီဖ်ကလီနာကိုခေါင်းဆောင်အောင်ပေးလိုက်ပြီးဒိုးချသွားခဲ့ပါတယ်။နောက်ရက်မှာတော့အိုင်ဒိုကလီနာကိုပရိသတ်တွေနဲ့မိတ်ဆက်ပေးပြီးပရိသတ်တွေကလည်းဝက်ဝက်ကွဲအားပေးကြပါတယ်။အဲနောက်မှာတော့လီနာကိုကီနိုရှီတာကလေ့ကျင့်ပေးဖို့အတွက်သူမရဲ့အကြောင်းကိုအင်တာဗျူးခဲ့ပါတယ်။ဒါပေမဲ့လီနာကအာရီလိုလိုပဲပြောချင်တာတွေပြောနေရကြအောင်ကီနိုရှီတာတယောက်စိတ်ပေနေခဲ့ပါပြီ ဒါပေမဲ့သူကလီနာရဲ့ဘဝကိုကြာပြီးနှားနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဂိုကိုရိုခန်းရောက်နစ်နာခဲ့ရတဲ့ရှင်းနဲ့အီဝါမူရာတို့ကတွေ့ဆုံခဲ့ပြီးပြန်ကလေးစားချေဖို့အတွက်လှုပ်ခဲ့ပါတယ်။အဲချိန်ယိုကိုနဲ့အိုကာမိုတိုတို့ကလည်းတယောက်ကိုတယောက်ဖေးမနေပြီးခဏကြာတော့အီဝါမူရာတို့ကလည်းလာပူးပေါင်းခဲ့ပြီးဇလန်းလေးကလည်းတခန်းရသွားခဲ့ပြန်ပါတယ်။